ယောက်ျားရီရောရှင်သားကင်စာဖြစ်နိုင်လားအလုံးမင်းမင်္ဂလာပါရှင် CFP Channel ကနေကြိုဆိုလိုက်ပါရှင်သားကင်စာဆိုတာမိမရီမှာပဲဖြစ်တယ်မထင်ပါနဲ့ယောက်ျားရီမှာလည်းဖြစ်တတ်ပါယောက်ျားဖြစ်ဖြစ်မိမဖြစ်ဖြစ်မွေးလာကြရနှုတ်ပြွန်ကလေးတွေပါတဲ့ရှင်သားတ िश ူလေးတွေပါပါအချိန်ကြာလာတဲ့အမျှဖွင့်ပြိုးပုံကွာလာပြီမဲ့လေယောက်ျားရောမိန်းမပါရှင်သားကိစားဖြစ်နိုင်ခြေရှိပါမိန်းမတွေမှာပိုဖြစ်နိုင်ခြေရှိပြီးယောက်ျားမှာဖြစ်ဖို့ကတိရခိုင်နှောင်းအောက်သားရှိပါ යි ဘလို့လက္ခဏာတွေပြလေညာတော်အဖြစ်ကတော့ရှင်သားမှာအလုံးခဲတကူဖြစ်လာတာကိုသတိထားမိနိုင်တယ်။ဒါပြင်노တီကောက်မှာဖြစ်တဲ့အပြောင်းလဲတချို့ကိုလည်းသတိပြုမိနိုင်ပါသေးတယ်။ဥပမာနေရလာတာအရေကိုလန်တာနဲ့အရေထွက်လာတာမျိုးပေါ့။ယောက်ျားတွေပါကြောင့်ရှင်သားကင်စာဖြစ်ရလေဘသူမှတိတိကျကျမပြောနိုင်သေးပါဘူး။လေလာမှုတွေအရာမျိုးရိုးပီစာအပြောင်းလဲဟော်မုန်းပမာဏအပြောင်းလဲတွေနဲ့သက်ဆိုင်တယ်လို့ယူဆထားကြပါသေးတယ်။အသက်အရွယ် အမျိုးသားတွေအနေနဲ့ကအသက်ကြီးလာလေလေရှင်သားကင်စာဖြစ်နိုင်ခြင်းမြင့်မားလေလေပါပဲ။ပြည်မြအဖြစ်အမျိုးသားတွေရှင်သားကင်စာဖြစ်မှန်းစသတိတက်ကြတဲ့အရွယ်က82နှစ်လို့ဆိုပါယ်။အရက်တောက်ရင်အရက်ကိုအလွန်အကျော်တောက်လိမ့်ရှိတဲ့အမျိုးသားတွေဆိုရင်ရှင်သားကင်စာဖြစ်နိုင်ခြင်းပုံမှန်ထက်မြင့်မားပါပဲ။အရက်ဟာအသည်းကိုထိခိုက်စေပြီးဟော်မုန်းပမာဏအပြောင်းလဲတွေဖြစ်ပေါ်စေပါယ်။ဥပမာအစ်စတရိုဂျင်ပမာဏတွေမြင့်တက်လာတဲ့အခါရှင်သားကင်စာဖြစ်နိုင်ခြေပါလိုက်ပြီးမြင့်တက်စေပါယ်။ ရင်သားကိစ္စဖြစ်နိုင်ခြင်းမြင့်တက်စေတဲ့ကျန်းမာရေးပြဿနာအချို့တခြားကိစ္စတစ်ခုခုကြောင့်ရှင်ဘက်ကိုရောင်းချဖြစ်ပြီးကုသမှုခံယူမှုရင်စီကျိတ်ကင်စာဝေးစိတ်အောင်မစင်းတဲ့ပြဿနာတွေကြောင့်အီစထရိုဂျင်တောက်ခရရင်ဝေးစိတ်ခွဲထုတ်ဖြတ်တောက်မှုခံယူထားရရင်အသက်ကြီးမှပချိတ်ရောင်ယောဂါဖြစ်ခဲ့ရင်မျိုးရိုးပီသားနဲ့တက်ရောက်မှုအမျိုးစွေထဲမှာရင်သားကင်စာဖြစ်ဖို့သူတရားရောက်ရှိနေခဲ့ရင်တင့်စီမှာရင်သားကင်စာဖြစ်နိုင်ခြေပုံမြင့်နေနိုင်ပါသည် မျိုးရိုးပြီးသားအပြောင်းလဲဖြစ်ပေါ်ပြီး BRCA1 နဲ့ BRCA2 စတဲ့ဂျင်းတွေထွက်လာရင်လည်းဖြစ်တတ်ပါ යි ။ Klein Fanta Syndrome လို့ခေါ်တဲ့မွေးရပါအခြေအနေတစ်ခုရှိပါ යි ။ယောက်ျားတွေမှာပုံမှန် HY chromosome နဲ့မွေးရမယ့်အစား HHY ဆိုပြီးမွေးလာတဲ့ပြဿနာပါဒီအခါမှာအမျိုးသားရင်သားကင်ဆာဖြစ်နိုင်ခြင်းအစ20ကနေ60အထိမြင့်မားတက်ပါ යි အမျိုးအစား အမျိုးသားတွေမှာဖြစ်တဲ့ရင်သားကင်ဆာအများစုကနှုတ်ပြွန်ချောင်းလေးတွေမှာစဖြစ်တာများပါတယ်။နှုတ်ရည်ပြူတဲ့ကလင်းတွေကအမျိုးသားတွေစီမှာနေပါတာကြောင့်အဆိုပါအမျိုးသားကဖြစ်ခဲ့ပါတယ်။နောက်ထပ်ဖြစ်ခဲ့တဲ့အမျိုးသားတွေကတော့ Project Dizzy နဲ့ရင်သားလျောင်ကိုင်းပြီးဖြစ်တဲ့ကင်ဆာပါ။ရင်သားတွေအထိမခံနိုင်အောင်ရှောင်ရမ်းပြီးပုံတွေးနေတတ်တဲ့ကင်ဆာမျိုးပါ။ယောဂအပြင်းမှန်ထွက်ဖို့လက္ခဏာတွေအပေါ်မူတည်ပြီးတင့်ကြဝင်က စံသက်စစ်ဆေးမှုတွေအစဉ်အဆက်ပြုလုပ်ပါလိမ့်မယ်။မျက်စိနဲ့မြင်နိုင်တဲ့အပြောင်းလဲတွေကိုကြည့်ရှုစစ်ဆေးတာအလောင်းအကျိတ်တွေရှိမရှိစံသက်စစ်ဆေးရာတွေပါဝင်ပါမယ်။မမ်မိုဂရမ်နဲ့အထရာဆောင်းတွေရိုက်တာဘိုင်ယမ်စီယူရာတွေလည်းလုံနိုင်ပါသေးတယ်။ယောဂရဲ့အစဉ်တွေအစစ်တုံညာကနေလေးအထိရှိပါသေးတယ်။အဆင့်၃ညဆိုရင်ကင်စာကနှုတ်ပြောင်းချောင်းတွေထဲမှာပဲရှိသေးတယ်ဆိုတော့အတိတ်ပဲပါအဆင့်၄ဆိုရင်တော့ခန္ဓာကိုယ်အနှက်ပြန်နေပါပြီဒါကို metastatic ကင်စာလို့ခေါ်ပါတယ် ကိုဖြစ်နေတဲ့အဆင့်ကိုသိရင်ကုသရမယ့်နည်းလမ်းတွေကိုလည်းတိတိကျကျသိနိုင်ပါမယ်။ကုသမှုပုံစံများခွဲစိတ်တာကတော့အမျိုးသားရှင်သားကင်စာကုသမှုမှာအတော်အများဆုံးပါပဲ။မတတိုမီလို့ခေါ်တဲ့ရှင်သားလူသီးကောင်းနဲ့လူသီးကောင်းတဝိုက်အကောင်လုံးကိုဖျက်တောက်ဖြစ်ပြီးအနာပေါ်ဝင်ခြင်းကကင်စာပြန့်နှံ့ချေရှိတဲ့လမ်းနှုတ်တွေပါဖဲထုတ်ဖြစ်တဲ့ခွဲစိတ်မှုမျိုးပေါ့။အခြားကုသနည်းတွေကတော့ဓာတ်ရောင်ကြီးကုထုံ၊ဟော်မုန်းကုထုံ၊ဓာတုဆေးသွင်းကုထုံအစရှိရာတွေဖြစ်ပါတယ်။ ခုပြီးရင်ခွဲပြီးသွားရင်တရားအခြေအနေတွေကောင်းမကောင်းကြက်မကြက်ပြန်ပြဖို့လိုပါတယ်။၃လတခါ၆လတခါဆိုသလို အရှင်းပြောင်းမပြောင်းသိနိုင်ဖို့စမ်းသက်စစ်ဆေးမှုတွေခံယူဖို့လိုပါတယ်။ခွဲပြီးနောက်၅နှစ်အထိကင်စာထပ်မတွေ့ရအောင်ဆိုရင်တော့ပြန်လည်ပြတ်သားမှုကိုတစ်နှစ်တစ်ကြိမ်အဖြစ်ပြောင်းလဲသတ်မှတ်ပါတယ်။ရှင်းသားပြောင်းလဲတွေကိုကြိုးစားကြပါ ။ယောက်ျားအတော်များများကသူတို့လည်းရှင်သားကင်စာဖြစ်နိုင်တယ်ဆိုတာကိုသိလို့မရှိကြပါဘူး။ဒါကြောင့်ရှင်သားမှာအပြောင်းလဲရှိလဲဆရာဝန်မပြပဲဖာတိဖာတာနေတတ်ကြပါ යි ။ဒါကြောင့်ကင်စာဖြစ်ခဲ့ရင်ကုဖို့ခက်ခဲတဲ့နောက်ဆုံးအဆင့်တွေရောက်မှသာတည်တတ်ကြပါ යි ။ဒီတော့ယောက်ျားဖြစ်ပေမဲ့လည်းကိုရင်သားမှာတခုခုလွဲနေပြီဆိုရင်ဆရာဝန်ပြဖို့တိုက်တွန်းပါစေ။ကျူတင်ကာကွယ်ဖို့ဆိုရင်အမျိုးစွေထဲမှာရှင်သားကင်သာဖြစ်ပူးတဲ့သူတွေရှိခဲ့ရင်မျိုးရိုးဗီဇစစ်ဆေးမှုတွေပြုလုပ်ပြီးလုံတဲ့နာတွေကျုလုံနိုင်ပါတယ် ဥပမာအန်ဂျလီနာဂျိုလီသူ့ရင်သားတွေကိုကင်ဆာမဖြစ်သေးခင်ကြိုဖြတ်ဖြစ်ခဲ့တယ်လို့မျိုးပေါ့ဒါကသွေးစစ်ကြည်ုံနဲ့သိနိုင်တာမျိုးပါနောက်ပြီးမျိုးရိုးရှိခဲ့ရင်ရင်သားကင်ဆာစစ်ဆေးတာနဲ့မမ်မိုဂရမ်ရိုက်တာတွေပါလုပ်တင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိရင်ဆိုရင် like and subscribe လေးလုပ်သားပါအောင်သင်ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာဝင်ရောက်ရေးသားလို့ရပါတယ်အဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်